ရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ငလင်ဘေးရဲ့နေအင်းဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တင်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမာရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျင်နှစ်ကြိမ်ဆယ်ရက်တိတိထုတ်လွှင့်သွားမှာဖြစ်ပါတယ်။မြစီမာရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိ9.3မီတာ31မီတာ ကိုတသမ၄မကဟက်စ်ကနေဖမ်းယူနာဆင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိအိုင်းဒိုမီတာ16မီတာစက်ကွန်တသမ5မကဟက်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကစုတောင်းမြတ်တာပို့သားလိုက်ပါတယ်။ ဧပြီလ6ရက်တနင်္ဂနွေနေ့မနက်ပိုင်းမေဇမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲထိထုတ်လွှင့်နေပါပြီ။ကျွန်မကတော့ရှင်မဒီကနေ့မှာတော့ငလင်ချောင်းနိုင်ငံရေးအကျဉ်းသူ6ဦးအပါဝင်12ဦးသေဆုံးတယ်လို့ PPNN ပြောတဲ့သတင်းနဲ့အတူငလင်တန်တင့်ပြည်သူတွေတောက်သုံးရအခက်ခဲဖြစ်နေကြတဲ့အကြောင်းပါဝင်နောက်ဆုံးရငလင်နဲ့ပတ်သက်တဲ့သတင်းတွေကိုနားဆင်ကြပါမယ်။ အဲ့ဒီနောက်မှာတော့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှုဦးလာထွန်းနဲ့ဆက်သွယ်မေးမြန်းချက်အစီအစဉ်ကိုဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ဒါ့အပြင်တိတ်ဆုံးခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အယူအဆအလွဲတွေအကြောင်းစိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုနေအကြောင်းတို့ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာပါ။ခုကတော့ပထမဦးဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာပါ။ ်မင်္ဂလာပါရှင်နောက်ဆုံးရပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်မကတော့ဂျူချမ်းပါလူ3000ကျော်သေဆုံးစေခဲ့ပြီးဖြစ်တဲ့မတ်လ28ရက်နေ့ကပြင်အား9တက်သမ9ရှိတဲ့ငလျင်ကြီးလှုပ်ပြတဲ့နောက်ရှောက်ဖွေကေဆေးရေးကျူပန်းမှုတွေကိုကူညီဖို့စင်ကာပူက Cyborg Cockroach ဆက်ရုပ်တပိုင်းပိုးဟက်10កောင်ကိုမြန်မာနိုင်ငံကိုပို့ဆောင်ထားပါတယ်ဒီမာတာကာစကာဆက်ရုပ်တွေရဲ့ကြောပတ်မှာအနီအောက်ရှောင်ကြီးကင်မရာတွေနဲ့စင်ဆာတွေကိုတက်ဆန်ထားပြီးတော့ပိုးဟက်တကောင်စီတိုင်းဟာအရှိအအဖြစ်6စင်တီမီတာလောက်အတိုင်းတာရှိပါတယ်ဒီအင်ဆက်ဆက်ရုပ်တွေကိုမြန်မာကိုလေကြောင်းနဲ့ပို့ဆောင်ခဲ့တာဖြစ်ပြီးတော့မတ်လ30ရက်နေ့မှာစင်ကာပူအရက်ဘတ်ကာကွယ်ရေးတပ်ဖွဲ့ SCDF Operation Lionheart အဖွဲ့နဲ့အတူပူးပေါင်းမှာဖြစ်ပါတယ်။ ဒါဟာကမ္ဘာပေါ်မှာပထမဆုံးအကြိမ်ဖြစ်ဒီလို cyborg ဆက်ရုပ်တွေကိုလူသားချင်းစာနာမှုလုပ်ငန်းမှာပထမဆုံးအကြိမ်ဖြန့်ကျက်အသုံးပြုတာဖြစ်ပါတယ်။ဒီ cyborg ဆက်ရုပ်ဒီပိုင်းပိုဟတ်တွေကိုစင်ကာပူအစိုးရရုံတစ်ခုဖြစ်တဲ့ Home Team Science and Technology Agency HTX နန်းရန်နည်းပညာတက္ကသိုလ်နဲ့ Class Engineering and Solution တူသေးသနာနဲ့ထုတ်ကုန်ဖော်ဆောင်မှုလုပ်ငန်းတို့ကအတူတကွဖန်တီးထုတ်လုပ်ထားတာဖြစ်ပြီးတော့တူသေးသနာနဲ့ဖွံ့ဖြိုးရေးလှုပ်ဆောင်မှုအဆင့်ရှိနေစေပဲဖြစ်ပါတယ်။ ဒီဆက်ရုပ်တွေကိုမြန်မာနိုင်ငံရဲ့ငလျင်တန်သင့်ဒေတာတွေတဲကတခုဖြစ်တဲ့နေပြည်တော်မှာဧပြီလ3ရက်နေ့ကစလို့အသုံးပြုနေပြီဖြစ်တယ်လို့သိရပါတယ်ဒီဆက်ရုပ်ဒပိုင်းပိုဟတ်တီကြောင့်အသက်ရှင်ကျန်ရစ်တဲ့သူတွေကိုတွစ်ရှိထားခြင်းမရှိပေမဲ့ဒီ cyber ပိုဟတ်တီဟာငလျင်တန်အစိုးဆုံးခံရတဲ့ area တချို့မှာရှာဖွေကယ်ဆယ်ရေးအဖွဲ့ကိုအကူအညီပေးမှဖြစ်ပါတယ်။ SADF ဟာပြီးခဲ့တဲ့မတ်လ29ရက်နေ့ကလည်းအပေါ်ဝင်80ပါတဲ့စင်ကာပူကိုညီကယ်ဆယ်ရေးအဖွဲ့တစ်ခုနဲ့အတူရှာဖွေရေးခွေးလေးကောင်တို့ကိုမြန်မာကိုဆေးလွတ်စေခဲ့ပါတယ်။အိမ်နောက်တည့်ရဲ့အကြာမှာ class engineering and solution က engineer နှစ်ယောက်နဲ့ HTX က engineer နှစ်ယောက်တို့ပါဝင်တဲ့ HTX အဖွဲ့ကဆက်ရုပ်ပိုးဟပ်တင်တဲ့အတူကယ်ဆယ်ရေးလုပ်ငန်းတွေကိုပူးပေါင်းပါဝင်ခဲ့တာပါ သူတို့ရဲ့တင်းငယ်တဲ့အရွယ်စားတွေကြောင့်အပျက်စီးအကျိုးပဲ့တွေကြားတွေကတင်းငယ်တဲ့နေရာတွေအထိသွာလာနိုင်ပြီးတော့အဝေးကနေထိန်းချုပ်လို့ရနိုင်ကြောင်းသိရပါတယ်။ဒီပိုဟက်တီရဲ့ကင်မရာစင်ဆာတွေကနေတဆင့်စုဆောင်ရရှိတဲ့အချက်လက်တွေကိုစက်တင်ယူမှု algorithm တစ်မျိုးနဲ့ထိန်းချုပ်ပြီးအပျက်စီးတွေကြားအသက်ရှင်တဲ့လက္ခဏာရှိမရှိသိရမှာဖြစ်ပြီးတော့အဲဒီကနေမှတဆင့်ရှာဖွေမှုတွေကိုလုံဆောင်နိုင်မှာဖြစ်ပါတယ်ရှင်။ ငလင်တန်တင့်ဒေတာတွေမှာငလင်နောက်ဆက်တွဲတောက်သုံးရေရှားပါမှုဖြစ်ပေါ်နေပြီးဒီကနေ့ထိလိုအပ်ချက်တွေမြင့်တက်နေစေဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်။ ငလျင်နောက်ဆက်တွဲအနေနဲ့အဝေးစစ်တွင်းရေတွေရေခမ်းခြောက်တာရှုံးလို့နေနဲ့ပိတ်နေတာတွေနဲ့ရေရင်းမြင်ညင်ညမ်းသွားတာတွေကြောင့်တောက်ရေတာမကပဲတုံးရေအတွက်ပါခက်ခဲကြုံနေရတာဖြစ်ပါတယ်။အရှိမရေရင်းမြင်ရရှိနိုင်တဲ့နေရာတွေကနေရေတဲကားတွေနဲ့သက်ဆိုင်ရာအာဏာပိုင်တွေအလှရှင်တွေရဲ့ကူညီဖြန့်ကျက်ပေးမှုတွေရှိနေပေမဲ့အားလုံးအတွက်နှွမ်းချုံနိုင်ခြင်းမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ငလျင်တဲ့ပြည်သူတွေဟာသက်ဆိုင်ရာစုရက်တွေမှာယာယီတဲတွေနဲ့နေထိုင်တာ ဆွေမျိုးတွေနဲ့နှီးဆက်တဲ့အိမ်တွေမှာနေထိုင်ကြတာအိမ်ငိုင်းနေထိုင်ကြတာလည်းရှိတယ်လို့လမ်းမော်တွေမှာနေထိုင်နေကြတာလည်းရှိပါတယ်။ငလင်တန်ခံထားရတဲ့အပျက်စီးတွေကိုအလှရှင်တွေရဲ့အကူအညီတွေနဲ့ပရာဟိတအဖွဲ့အစည်းတွေကရှင်းလင်းနေကြပြီးကိုထူကိုထရှင်းလင်းနေကြတာတွေလည်းရှိနေပါတယ်။မီဇီမာက ဧပြီလ9ရက်နေ့မနက်စောပိုင်းထိကောက်ယူထားတဲ့အချက်လက်တွေအရမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ငလင်တန်အပြင်ထံတင့်ခဲ့တဲ့ဒေသတွေအတွင်းမှာထိခိုက်သေးဆုံးသူ4917ဦးရှိပြီးထိခိုက်ဒဏ်ရာရသူ9958ဦးရှိနေက969ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်ရှင်။ စကိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီးတော့ပြင်းအား Richter scale 9.9ရှိတဲ့ငလျင်လှုပ်ခတ်မှုကြောင့်မန္တလေးတိုင်းအိုးပိုတောင်အတွက်မှာအကျဉ်းချနေတဲ့နိုင်ငံရေးအကျဉ်းသူ6ယောက်အပါအဝင်12ယောက်ထိခိုက်သေးဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPMN ကအသိပေးထုတ်ပြန်ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့်အိုးဘိုထောင်မှရှိတဲ့အမျိုးသမီးအဆောင်တက်အဆောင်နဲ့အမျိုးသမီးဆေးရုံဆောင်အမျိုးသားဆောင်အလုံယုံအပါအဝင်အဆောင်တချို့နဲ့ကာယံထားတဲ့အုပ်ရိုးတွေပြိုကျခဲ့တယ်လို့ PPNM က ထုတ်ပြန်ထားတာပါအဲ့လိုပြိုကျပျက်စီးခဲ့ရကနေအဆောင်တွဲမှအကျဉ်းချခံထားတဲ့နိုင်ငရင်အကျဉ်းသူ6ယောက်နဲ့တခြားအကျဉ်းသားအကျဉ်းသူ စုစုပေါင်း12ယောက်ထိခိုက်သေးဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါရယ် ငလျင်ကြောက်တည်ဆုံသွားတဲ့နိုင်ငံရေးအကျဉ်းသူတွေကတော့မမိုးသူစာခိုင်ဒေါ်လလက်ဆိုဒေါခင်အောင်ရွှေမက်ကေကေဝင်းမပပဝင်းနဲ့မဖူးဝေဝေတို့ဖြစ်ပါတယ် ိကိုက်တည်ဆုံမှုရဲ့အပြင်အိုးဘုတောင်အတွက်မှာငလျင်ကျောင်းဦးကောင်းခြေတောက်ကျိုးလက်ကျိုးအပါဝင်တိကိုက်တန်ရာရတဲ့အကျန်းသားအကျန်းသူဦးရီက40ကျော်ရှိပြီးတော့အဲ့ဒီတိကိုက်တန်ရာရတဲ့သူတွေဟာပင်မစေယုံတွေမှာစေကူတာမှုခံယူခွင့်ကန့်သက်ခံထားပြီးဧပြီလ4ရက်နေ့အထိစေကူတာခွင့်ရဖို့တောင်းဆိုနေရဆဲဖြစ်တယ်လို့ကိုတိုက်ထုံးကပြောပါတယ်စက်ကောင်စီရဲ့အကျဉ်းဦးစီးဌာနကလက်ရှိအချိန်ထိတာဝန်ယူမှုတာဝန်ခံမှုမရှိဘဲတရားဝင်အချက်လက်တစုံတရာထုတ်ပြန်လာခြင်းမရှိသေးကြောင်းသိရပါဗျ အကျဉ်းဦးစီးအနေနဲ့ငလျင်ကြောင့်ထိခိုက်သေးဆုံးရသူစရင်ကိုတရားဝင်ထုတ်ပြန်တက်ပြီးတော့တရားရတဲ့သူတွေကိုလည်းလုံလောက်တဲ့ဆေးကုသမှုခံယူပေးတဲ့နယ်လို့ PPM ကတောင်းဆိုထားပါတယ်။ ်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ရိုဟန်ချာဒုက္ခသည်တွေက38000ခန့်ကို ပြန်လက်ခံမယ်လို့စစ်ကောင်စီကအတည်ပြုခဲ့ကြောင်းရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာကို6တုပ်ခွဲပြီးတင်ပြခဲ့တဲ့ရိုဟန်ချာ8000နဲ့ကတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်9000ကိုအပိသက်စီစစ်နေဆဲဖြစ်ပြီးဓပုံတွေနဲ့အထောက်ထားအသေးစိတ်အချက်လက်တွေကိုပြန်လည်သုံးသပ်ဖို့ကြံနေသေးတယ်လို့လည်းစစ်ကောင်ဆောင်ကပြောသွားပါတယ်။ ရှစ်သိန်းတဲ့ကကြံတဲ့အမြင့်၅သိန်းခွဲအတွက်စီစီရေးလုပ်ငန်းကိုအချိန်မြင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံကကြေပြုတ်ထားတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မီဇီမာကအာရခတက်တော် AA ရဲ့ရွေးဆိုခင်းရှိသူဥက္ကန်တုခထံကိုဆက်သွယ်မေးမြန်းထားရမှာတော့ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူးရှင်။ မြန်မာနိုင်ငံအလဲဝိုင်းစကိုင်းမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ပြည်အောင်မြင့်ငလျင်ကြီးပြီးတဲ့နောက်နောက်ဆက်တွဲငလျင်318ကျင်းလှုပ်ခတ်ထားကြောင်းမိုးလေဝသဆိုင်ရာလေလာသူဦးဝင်းနိုင်နဲ့ Volcano Discovery ရဲ့အချက်လက်တွေအရသိရပါတယ်မတ်လ28နှစ်မွန်လွဲပိုင်းကစကိုင်းမြို့အနီးကိုဗဟိုပြုပြီးပြင်းအား Richter scale 9.9အဆင့်ရှိတဲ့ major earthquake ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတော့အဲဒီငလျင်ကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နေပြည်တော်နဲ့ပဲခူးတိုင်းဒေသမှာအထိကိပျက်စီးမှုအလွန်များပြားခဲ့ပါတယ်။ဒီငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်ဧပြီလ၄ရက်နေ့မနက်၉နာရီခွဲအထိနောက်ဆက်တွဲငလျင်၃ရက်၉ချိန်လှုပ်ခတ်ထားကြောင်းမိုးလေဝသဆိုင်ရာလေလာသူဦးဝဲနိုင်ကသူ့ရဲ့ Facebook လူမှုကွန်ရက်ဆမင်နာမှာရှင်းသားထားပါတယ်။ရင်ငလျင်နဲ့မိတောင်တွေအကြောင်းအချက်လက်တွေကိုဖော်ပြပေးနေတဲ့ Vogue New Discovery ရဲ့အချက်လက်တွေအရဧပြီလ၄ရက်နေ့မနက်ပိုင်းမှစပြီးတော့ဧပြီလ၅ရက်နေ့မနက်ပိုင်းအထိတရက်အတွင်းမှာနောက်ဆက်တွဲငလျင်ပေါင်း၉ချိန်လှုပ်ခတ်ထားကြောင်းဖော်ပြထားပါတယ်။ ဒါကြောင့်ငလျင်လှုပ်ခတ်မှုအကြိမ်ပေါင်းကတော့318ကြိမ်ရှိရှိတယ်လို့သိရပါဗျ။နောက်ဆုံးလှုပ်ခတ်သွားတဲ့ငလျင်ကတော့ဧပြီလ5ရက်မနက်9:33မိနစ်အချိန်က ခန်းဒီမျိုးအနီမှာလှုပ်ခတ်သွားတဲ့ပြင်းအား3.9 Richter scale ရှိတဲ့ငလျင်ဖြစ်ပါတယ်။မစ္စမားကဒီကနေ့မနက်အပိုင်းထိကောက်ယူရရှိထားတဲ့အချက်အလက်တွေအရမတ်လ28နေ့လှုပ်ခတ်တက်ခဲ့တဲ့ငလျင်ကြီးကြောင့်ငလျင်တံအပြင်းထန်သိမ်းခဲ့တဲ့ဒေသတွေအတွင်းမှာထိခိုက်သေးဆုံးသူ4912ယောက်ရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ9928ယောက်အထိရှိက969ယောက်ကတော့ပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါဗျ။ ငလျင်ကြောင့်နေအိမ်ပြိုကျပျက်စီးသွားရတဲ့မန္တလေးနေပြည်တော်ပြင်မနာတွေမှာဒေသခံတွေဟာလက်ရှိအချိန်ထိလမ်းပေါ်မှာပဲနေထိုင်နေကြပြီးတော့ငလျင်ပေးတဲ့သူတွေအတွက်ရေနဲ့စားနပ်ရည်ခါလိုအပ်ချက်တွေဆက်လက်ရှိနေသလိုခိုလုံတဲ့နေရာမှာလည်းလိုအပ်နေသေးတယ်လို့2025မြန်မာငလျင်အရေးပေါ်တုံ့ပြန်မှုညှိနှိုင်းဆောင်ရွက်ရေး unit ကဖော်ပြပါဗျာ။ တောင်ပြန်လမ်းပေါ်မှာနေထိုင်နေတဲ့ငလျင်တန်တဲ့ဒေတာတချို့ကိုလက်ကိုက်ခဲမှုဖျားနာတာနဲ့ရက်ရှည်ချောင်းစိုးနှာစည်းတာတွေဖြစ်ပွားနေပြီး C1 ဆွတဲ့နေရာမှာလည်းအခက်အခဲတွေရှိနေတယ်လို့ဒေတာခန့်နေစည်းကနေသိရပါပါတယ်ရှင်။ ခုဆက်လက်ပြီးငလင်တန်တင့်ခန်းစားခဲ့ရတဲ့ဒေတာတွေမှာဖြစ်လာနိုင်တဲ့မိုးလေဝသအခြေအနေငလင်ဘေးတင့်ဒေတာတွေမှာဖြစ်လာနိုင်တဲ့နေ့အပူချိန်ရန်ကုန်မှာမြင့်တက်လာတဲ့ထူးကဲတရေကစိုးရိမ်ဖို့လိုသလားစားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှုဦးလာထုံကိုမင်းစမကဆက်သွယ်မေးမြန်းထားချက်ကိုနားဆင်ရမှာဖြစ်ပါတယ်အကဲမင်္ဂလာပါခင်ဗျာကျွန်တော်မြင်းစီမသတင်းဌာနဝန်ကဟိုနောက်လာမယ့်ရက်ပိုင်းတွင်ဖြစ်လာနိုင်တဲ့မိုးလေဝသအခြေအနေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမေးမြန်းချင်တာလေးရှိလို့ပါအကဲ ဧပြီလပထမဆယ်ရက်အတွင်းမှာဒီပင်လယ်မှာလီဘီယာနဲ့ရံဝန်ဖြစ်နိုင်ပြီးတော့မုန်တိုင်းရဲ့အဆင့်ထိအားကောင်းနိုင်ကြောင်းကိုသတိပေးချက်တွေတွေ့ပါတယ်။အခုနောက်ဆုံးဗာဆက်ဖြစ်နေပါတယ်ခင်ဗျ။ရံဝန်ကဖြစ်နိုင်တယ်။အားလေမုန်တိုင်းကရောတဲ့ဒီသားရတော့ဖြစ်နိုင်တယ်။ဒါမှမဟုတ်ပေါင်းချရအောင်နော်။မိုးစလားနေပြီးတော့ဒီအချိန်ကမဟုတ်မိုးလဲသတိပေးထားတာတွေ့ပါတယ်ခင်ဗျ။ဒီလက်ရှိငလျင်ဒဏ်ခံရတဲ့ဒေသတွေမှာဖြစ်လာနိုင်တဲ့ဒီမိုးလေဝသအခြေအနေတွေကဘာတွေများဖြစ်မလဲခင်ဗျာ cuối rồi con là phải bố bỏ được để đi ăn trong cái này thì ăn nhà được đi ăn nhau ăn tiền còn là cái này ăn muối thì đá này thì thịt đào rồi mà này nhà thì qua chúng con này tàu máy thì đã để lấy thì tao ra rồi làm thì làm muối mà mà ra rồi là cái này chẳng có để lấy thì ra thì ăn cái nhá thì đi ăn nhau tiền tao về

ဟုတ်ကဲ့ပါငယ်ဒီငလင်တန်တင်းတဲ့ဒေတာတွေကလည်းဒီအချိန်ကမှမိုးရွာမယ်ဆိုပြီးတော့သတိပေးချက်ထဲမှာပါနေတယ်ဆိုတော့လေငလင်တန်တင်းဒေတာတွေမှာမိုးရွာမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကျိုးဆက်တွေဖြစ်လာနိုင်လဲခင်ဗျာဒီကတော့ဘိုးရွာရင်အဲ့နောက်လည်းဘိုးရည်ကပန်းနာကအရေးကြီးတော့မှအများကြီးရွာမယ်အချိန်လေးပြောရှိဘူးပေါ့နော်အဲရွာမြမိုးရတော့၆ဒွေ့တာကဆိုတော့ဒီကလည်း၆ဒွေ့နေတယ်ရေထဲကတော့တက်နေတာပါ အဲ့တော့တကယ်တမ်းသာပြီးတော့ဘုံကဆက်လက်ပြီးဘုံကအောင်ရောက်ဖို့လည်းဒီကတူတာဒီငလင်ဘေးတဲ့ဒေတာတွေမှာပေါ့နော်ဖြစ်နိုင်တဲ့နေပူရေတွေနဲ့ပတ်သက်လို့လည်းနည်းနည်းလေးပြောပြပေးပါဦးခင်ဗျာဒေပူရေကတော့ဒါပူရေပဲနာဆိုတော့ဒါပူတုံးကာလာကာလာရဲ့ရောင်ပေါ့ဒီဒေပူရေကတော့ဒီလက်နဲ့အဲဒါတော့လေးတဲ့ကြော်မှာပေါ့နော် တယ်ကျန်တဲ့အမတ်ကြီးချောင်းတော့ဘူးရတော့တာဒီကဲတော့မိုးရွာလိုက်တော့အခုကြီးကြီးရောက်တော့တော့အဲ့တော့ဘိုးကတော့ကြောင်မလာတယ်ဝိုင်းနေတာဒီနိုင်နဲ့သာသာသာဒီအနေနဲ့ဒီကဘိုးရဲ့တရားသက်တရားလောက်ဘိုးအဒီအကျေးရေးဒီအကောကြားတော့တော့ဘိုးရွာလိုက်တော့ဒီအရောက်တော့ဘိုးမွာရင်တော့ဒီအရောက်တော့ ဟုတ်ကဲ့ပါခင်ဗျရန်ကုန်မြို့မှာဆိုလို့ရှိရင်လဲထူးကဲဒီမြင့်တက်နေရလေးတွေရှိနေရလို့သိရပါတယ်ဒါကငလင်လှုပ်တာနဲ့ဆိုင်ပါသလားဆရာထူးကဲဒီကတော့သူချိန်ကာလကိုရောက်လာတက်တာပါလို့သူလည်းပြောလို့လောက်တယ်ဒီကတော့ဒီနေ့ကြာပါလားဒီဆိုရဲဒီကဒီကပြောနေတယ်ဒါရရောမင်္ဂလာတို့သူပဲဒီတိုင်းတာသိရနာဆိုတာတော့ ကဲဒီကပုံမှန်တက်လေကြဒီလိုပဲပြောရတာပါနော်ဒီငလင်တန်းဒေတာကပြည်သူတွေအတွက်ဆိုလို့ရှိရင်တလောဖြစ်ပေါ်လာနေတဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်လို့ဘယ်လိုသတိပြုနေထိုင်ဖို့တိုက်တွန်းချင်တာရှိမလဲခင်ဗျ။ငငယ်တဲ့ချိန်ဘိုးရွာရင်တော့ဒါကျန်းမာရေးကျန်းတရီပေါ့။ကျန်းမာရေးအနောက်ဒီဘိုးကအတုံးတော့တဲ့ဖန်းအောင်သိအားယူတော့ရှိမှာ။ဆိုတော့လေဘိုးရွာဆိုတော့ လဲဟိုတမ်းမာရေးရတောင်းဒါတွေအတိအကျတွေ့ဖို့ရောထူပါဟုတ်ကဲ့ပါအင်ကြီးအဲ့ဒါဆိုလို့ရှိရင်ဟုတ်အချိန်ပြည့်ပြည့်ဖြည့်ကြပေးအတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ ဆက်လက်ပြီးငလျင်နောက်ဆက်တွဲစိတ်ပိုင်းဆိုင်ရာရှေးဥတုနာပြုစုနည်းနဲ့တည်ဆုံးခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အယူဆအလွဲတွေအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။အားလုံးပဲတဘာဝဘေးရည်နေလူလုတ်တဲ့ဘေးရည်နေစတဲ့ဘေးရည်နေအမျိုးမျိုးကနေ กินหลุดจาပါซิลูกตันเซนมิตรปูสุตองไลบาเรဒီနေ့ကစပြီးတဘာဝဘေးရန်ကြီးနဲ့ကြုံခဲ့ရတဲ့သူတွေထိတ်လန့်ခြောက်ခြားစရာတွေကိုရင်ဆိုင်နေရတဲ့သူတွေအတွက်အသုံးဝင်မယ်ထင်တဲ့စိတ်ပိုင်းဆိုင်ရာပညာပေးလေးတွေကိုနားလည်တက်ကြွတဲ့ပညာရှင်တွေရဲ့အကူအညီနဲ့မျှဝေပေးသွားပါမယ်။ဒီနေ့တော့တယ်လီကျမ်းမာကဒေါက်တာမီရေးထားတဲ့အခုအချိန်မှာလူတိုင်းနှီးပါလိုအပ်နေတဲ့ PFA Psychological First Aid လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုညီအကြောင်းကိုမျှဝေပေးပါမယ်။ဒေါက်တာမီကစိတ်ပိုင်းဆိုင်ရာကနအူးကူညီဆောင်ရှောက်မှု PFAWHO ကွင်းဆင်းလုပ်သားများအတွက်လမ်းညွှန်စာအုပ်တွေကိုညှိနှံထားပါတယ်။ PFA ဆိုတာတက်ကျွမ်းနားလည်တဲ့ပညာရှင်တွေပဲလုပ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ပညာရှင်တွေတင်မကပဲစေတနာဝန်ထမ်းတွေအရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေ အပြင်ပြည်သူလူထုအချင်းချင်းလည်းပေးလို့ရပါသေးတယ်။မှန်ကန်တဲ့နီလန်းနဲ့ပေးနိုင်ဖို့တော့လိုအပ်ပါတယ်။ PFA ဆိုတာဖြစ်ရက်ဆိုးနဲ့ကပ်ဘေးတစ်ခုခုကြောင့်လောလောလတ်လတ်ထိခိုက်ခံစားနေရတဲ့သူတွေကိုဖိမှကူညီပေးဖို့ရည်ရွယ်ပါတယ်။လူလုတ်တဲ့ဘေးရနေရဲ့အပြင် အခုလိုတဘာဝဘေးရနေရဲ့ဖြစ်ရက်ဆိုးတွေကို ကိုကိုယ်တိုင်ကြုံတွေ့ရသည်ဖြစ်စေတဆင့်မြင်ရကြားရသည်ဖြစ်စေကျမတို့မှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေဖြစ်ပေါ်ခံစားကြရပါတယ်။အဲ့ဒီလိုအရေးပေါ်အခြေအနေတွေမှာကျမတို့အနေနဲ့ လူသားဆန်တဲ့အထောက်အပံ့အကူအညီပံ့ပိုးမှုတစ်ခုခုပေးလိုက်တာကို PFA လို့ခေါ်ပါတယ်။လက်တွေ့ကြတဲ့ထောက်ပံ့မှုကိုလည်းဆိုလိုပါတယ်။ Look အရေးကြီးဆုံးအခြေခံအချက်တစ်ခုကတော့လုံခြုံရေးပါ။အရင်ဆုံးဒီကပ်ဘေးကနေလွတ်မြောက်တဲ့သူတွေကိုဘေးကင်းလုံခြုံရာကို ရွှေ့ပြောင်းပေးပါ။သူတို့မှာအရေးတကြီးဘာလို့အဲ့နေတလဲဆိုတာကိုမြင်အောင်ကြည့်ပါရေလိုအပ်ရင်ရေတိုက်ပါ အဝတ်အထည်လိုအပ်နေတယ်လို့ထင်ရင်ဒါကိုအရင်ဆုံးဖြည့်ဆည်းပေးပါ စားလောင်နေတယ်လို့ထင်ရင်စားစရာကို ထောက်ပံ့ပေးပါ မျက်စိနဲ့မြင်ရတဲ့ပြင်ပထိခိုက်ဒဏ်ရာရနေရင်ကုသမှုပေးနိုင်တဲ့နေရာတွေကို ပို့ဆောင်ပေးပါကနဦးပြုစုဆောင်ရှောက်ကုသမှုပေးပါအလွန်အမင်းထိခိုက်တုံ့လုံနေတယ်လို့ထင်ရင်စိတ်တည်ငြိမ်အောင်ကုညီပေးပါ ကိုကိုကိုမိတ်ဆက်ပြီးတော့ကိုကသူ့ကိုကူညီပေးမဲ့သူ ဖြစ်တယ်ဆိုတာကိုယုံကြည်လာအောင် ရိုးရိုးရှင်းရှင်းနဲ့တိတိကျကျလေးမိတ်ဆက်ဖို့လိုပါတယ်ဒီနေရာမှာအတင်းအကျပ်မင်းမြန်းတာမျိုးကြုံတွေ့ရတာတွေကိုပြောပြခိုင်းတာမျိုးကိုရှောင်ပါကာယကံရှင်ကမပြောပြခြင်းဒီတိုင်းမေးထားပါငိုနေတဲ့သူဆိုရင်လေမငိုနဲ့တိတ်တဲလို့ပြောမယ့်အစားသူ့ကိုငိုခွင့်ပေးပြီးကိုကစိတ်စိတ်နေပေးခြင်းကလည်းကုညီရာရောက်ပါတယ် listen ပြောပြလာတဲ့အခါ သူ့ဘက်ကသူကြုံတွေ့ဖြစ်ပျက်ခဲ့သမျှကိုကိုကိုရင်ဖွင့်တဲ့အခါမှလဲဂယုတဆိုင်နဲ့နားထောင်ပေးပါဖြတ်မမေးပါနဲ့ဝေဘာနာကြည့်ရတာတွေမလုံးမိပါစေနဲ့ကံကောင်းလို့အသက်ရှင်တာဆိုတဲ့အပြောအဆိုမျိုးမပြောမိအောင်တတိထားပါကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးလူတိုင်းကြုံနေရတာဆိုတာမျိုးငုံနေလို့လဲပြီးသွားမှာမဟုတ်ဘူးစတဲ့ကရုဏာဒေါသနဲ့ပြောဆိုမှုမျိုးကိုရှောင်ပါစာနာမှုနားလည်မှုနဲ့နားထောင်ပါ link ချိတ်ဆက်ပေးပါသူတို့ရဲ့အခြေခံလိုအပ်ချက်တွေစိတ်ပိုင်းဆိုင်ရာတည်ငြိမ်အောင်ကူညီပေးပြီးတဲ့အခါသူတို့ကိုလိုအပ်တဲ့လူမှုကူညီရေးအထောက်အပံ့တွေနဲ့ချိတ်ဆက်ပေးတာမိသားစုဝင်ဆွေမျိုးတွေနဲ့ဆက်သွယ်နိုင်အောင်ကူညီပေးတာဘာသာရေးအတိုက်အဝန်းနဲ့အဆက်အသွယ်ရဖို့စတဲ့မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုပေးဖို့ချိတ်ဆက်ပေးဖို့လိုအပ်ပါတယ်ဘေးသင့်တဲ့သူအချင်းချင်းဖြစ်ရက်ကိုကြုံရသူအချင်းချင်းဖေးမနိုင်အောင်ကူညီပေးပါ ဆယ်ကျော်သက်အပါအဝင်ကလေးတငယ်တွေကျမ်းမာရေးပြဿနာရှိသူတွေမတန်ဆွမ်းသူတွေနဲ့ခွဲခြားဆက်ဆံခံရနိုင်ခြင်းရှိသူတွေထိခိုက်ခံစားလွယ်သူတွေကတော့အထူးဆောင်ရှောက်မှုပေးဖို့လိုအပ်ပါတယ်။တခြားသူတွေထက်ချင်းကပ်ရမယ့်ပုံစံချင်းသာမကအကူအညီပေးရမှလဲကွဲပြားချက်တွေရှိပါတယ်။တကယ်တော့ PFA ဆိုတာဒီထက်ပိုပြီးတော့ကျေပြတ်ပါတယ်။လှုပ်ဆောင်ရမယ့်အချက်တွေတင်မကပဲတတိထားရမယ့်အချက်တွေလည်းများပါတယ်။ ။ဒါအပြင်လိုအပ်သူကို PFA ပေးရင်ကိုယ်တိုင်လည်းအနားယူဖို့အချိန်ပေးဖို့လိုအပ်တယ်ဆိုတာကိုလည်းသတိရပါ။ခြေကုံလက်ပန်းကြတာမျိုးမဖြစ်အောင် ကိုလုံနိုင်တဲ့အတိုင်းအတာအထိပဲအကူအညီပေးပါ။ပြဿနာအားလုံးကိုဖြေရှင်းပေးဖို့တာဝန်မရှိကြောင်းကို အမှတ်ရပေးပါ။မိမိကိုယ်တိုင်အပြင်မိမိရဲ့လှုပ်ဖို့ကင်ဘတ်တွေကိုလည်းဂရုစိုက်ပါ အနားယူဖို့တိုက်တွန်းပါ ဖြစ်နိုင်မယ်ဆိုရင်တော့ နောက်တစ်နေ့တာမိမိရဲ့လုပ်ငန်းစဉ်တွေပြန်မစခင် အချိန်ယူပြီးစိတ်ရောကိုယ်ပါ အနာပေးပါဒါမှသာလင်ကျမတို့အချင်းချင်းကူညီ ဖေးမခြင်းလုပ်ငန်းစဉ်ကို ရေရှည်လုပ်နိုင်မှာဖြစ်ပါတယ်ကျမတို့မှာကျမတို့ပဲရှိတယ်မဟုတ်ပါလားချစ်တို့ဒီဘ ഹു တုတတွေကိုကိုယ်တိုင်လဲနားထောင်လိုအပ်မဲ့ထင်တဲ့သူတွေစီကိုလည်းပြန်ပြီးတော့မျှဝေလိုက်ပါနော်ဒီနေ့တော့ဒီမှာပဲနှုတ်ဆက်လိုက်ပါရစေ။ ပြတ်မဆုံးနိုင်သေးခင်အတင်းထားကြမယ်နော်။ င်္ဂလာပါလက်ရှိအချိန်ကကျွန်တော်တို့နိုင်ငံရဲ့ဒေတာအများစုမှာငလင်တကြောင့်ထိခိုက်ပျက်စီးမှုတွေနဲ့လူသေဆုံးမှုတွေများပြားနေတဲ့အချိန်ဖြစ်ပါတယ်ဖျားပြင်းငလင်ကြီးလှုပ်ခတ်ပြီး၃ရက်ခန့်ကြာတဲ့နောက်မှာသေဆုံးမှုတွေတဖြည်းဖြည်းမြင့်တက်လာနေပြီးငလင်တန်တဲ့ဒေတာကပြည်သူတွေအနေနဲ့သေဆုံးခန္ဓာကိုယ်တွေကိုပတ်ဝန်းကျင်မှာအများပြားတွေ့မြင်နေရတာကြောင့်ကူးစက်ရောဂါနဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်ပွားလာနိုင်မှုအပေါ်စိုးရိမ်စိတ်မြင့်တက်နေတယ်လို့ကြားသိရပါတယ် ဒီလိုအချိန်မှာတိတ်ဆုံးခန္ဓာကိုယ်တွေနဲ့ပတ်သက်တဲ့အယူဆအလွဲတွေနဲ့တိတ်ဆုံးခန္ဓာကိုယ်တွေကိုစနစ်တကျဂိုင်တွယ်ဖို့နည်းလမ်းတွေကိုပြောပြပေးခြင်းပါတယ်တိတ်ဆုံးခန္ဓာကိုယ်တွေကြောင့်ကုသက်ယောဂတွေဖြစ်လာနိုင်ကြလားတကယ်တမ်းတော့ကုသက်ယောဂပြန်ပွားမှုတွေဟာတိတ်ဆုံးပြီးခန္ဓာကိုယ်တိုင်းကနေဖြစ်နိုင်တာမဟုတ်ပါဘူးတိတ်ဆုံးခန္ဓာကိုယ်တွေမှာယောဂပိုးရှိနေခဲ့ပြီးအဲ့ဒီတိတ်ဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်တဲ့အခါမှာ လုံလောက်တဲ့ကာကွယ်မှုနဲ့စနစ်ကျမှုမရှိမှသာယောဂါပိုးတွေကူးဆက်ပြန့်ပွားနိုင်တာမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့ပြည်သူတိုင်းကူးဆက်ယောဂါအတွက်ထိတ်လန့်နေစရာမလိုပဲတိတ်ဆုံးခန္ဓာကိုယ်ကိုကင်တွယ်နေရတဲ့ကဲဆေးသမားတွေကသာအဓိကကူးဆက်ရမှာဖြစ်ပါတယ်။တေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်တည်ထုတ်နေတဲ့ကဲဆေးသမားတွေအနေနဲ့တေဆုံးခန္ဓာကိုယ်တွေကိုသတိလလွတ်ကင်တွယ်မိမယ်ဆိုရင်တွေးကတဆင့်ကူးဆက်တတ်တဲ့ HIV ပိုး အသေးအောင်တဝါပိုးတွေအညစ်ကြေးကတစ်ဆင့်ကူးဆက်တက်တဲ့ဝမ်းရောဂါလိုမျိုးတွေဖြစ်နိုင်ပါတယ်။ကဲ့သည်လုံနေရင်အပြက်စီးတွေကြောင့်ထိခိုက်ဒဏ်ရာရမှုတွေရှိနေခဲ့မယ်ဆိုရင်လည်းမိမိကိုယ်ကိုအရင်ကြည့်ဆိုင်ဖို့လိုအပ်ပါတယ်။ဒါမှသာပေါက်ပြဲဒဏ်ရာကတစ်ဆင့်ရောဂါပိုးတွေမကူးဆက်နိုင်မှာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာကဲဆဲကြီးလှုပ်သားတွေလိုက်နာစရာအချက်တွေလည်းရှိနေပါဗျ။နံပါတ်1ကတော့လက်အဝတ်စင်ပါ ဖြစ်နိုင်ရင်လေးတက် glove တွေသုံးတာအကောင်းဆုံးဖြစ်ပေမဲ့အလွယ်တကူမရရှိနိုင်ဘူးဆိုရင်တော့ကြွကြွရေကိုအနည်းဆုံးနှစ်ထပ်ဆွပြီးသေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်ပါဒါမှမဟုတ်ပုဂံစေး rubber လက်အိတ်တွေနဲ့လည်းကင်တွယ်လို့ရပါတယ်တခါကင်တွယ်ပြီးတိုင်းဆက်ပြာနဲ့တေချာစွာဆေးကြောတင်ပါတယ်လက်အိတ်တွေပောက်ပြဲသွားရင်သေးဆုံးခန္ဓာကိုယ်ကအရေတွေနဲ့ထိတွေ့မိပြီးယောဂါကူးဆက်စေနိုင်တာမို့မကြာခဏသတိထားပြီးလဲပေးဖို့လဲလိုအပ်ပါတယ်။ နံပါတ်2ညနာနဲ့မျက်လုံးကိုလည်းကာကွယ်ပါအနံစိုးတွေကနေကာကွယ်ဖို့အဓိကအားဖြင့်နှာခေါင်းနဲ့ပါးစပ်ကို max ဒါမှမဟုတ်တန်ရှင်းတဲ့အဝတ်စအထုနဲ့လုံခြုံစွာပုံအုပ်ထားပါဖြစ်နိုင်ရင်မျက်လုံးအကာအကွယ်နဲ့ face shield တက်စင်ပါဒါမှမဟုတ်တင့်တော်ရာပလတ်စတစ်ကို face shield အဖြစ်အသုံးပြုပါဒါပေမဲ့ တရားရခိုင်နှုန်းလိုအပ်တာမျိုးမဟုတ်ပဲမဖြစ်နိုင်တဲ့အနေအထားမျိုးမှာဆိုရိုးရိုးမတ်စ်နဲ့ပဲအကာအကွယ်ယူနိုင်ပါတယ်။နံပါတ်3ခန္ဓာကိုယ်ကိုကာကွယ်ပါ။ PPE level 2တွေရနိုင်ရင်အကောင်းဆုံးဖြစ်ပေမဲ့အလွယ်တကူမရနိုင်ရင်တော့ခန္ဓာကိုယ်ကိုလုံခြုံအောင်ဖုံးထားနိုင်မဲ့အင်ဂျီလက်ရှိဘောင်းမီရှိဝတ်ဆင်ပြီးအပေါ်ကနေပလတ်စတစ်ဒါမှမဟုတ်အဝတ်ထုတစ်ထပ်ထပ်မံဝတ်ဆင်ပါ။အသုံးပြုပြီးသားအဝတ်စားတွေကိုစပ်ပြာနဲ့တေချာလျှော်ဖွက်ပါ။ ရာဘာဖနက်ဒါမှမဟုတ်ခြေထောက်လုံစေတဲ့ဖနက်တွေကိုဝစ်စင်ပါကဲဆေးလုံသားတွေအဓိကလိုက်နာရမယ့်အချက်တွေကတော့တေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်ပြီးတိုင်းလက်ကိုစက်ပြားနဲ့အနည်းဆုံးစက္ကန့်20ကြာစေကျော်ပါတေဆုံးခန္ဓာကိုယ်ကိုတည်ထုတ်ရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုလည်းတေချာစွာပိုတတ်ပါတေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်နေရင်အစာစားတာရေတောက်တာတွေကိုရှောင်ကျင်ပါ တေဆုံးခန္ဓာကိုယ်နဲ့ဓာတ်ရိုက်ထိတွေ့ခြင်းနည်းနိုင်သမျှနေအောင်ကာကွယ်ပါကယ်ဆယ်ရေးလုပ်နေရင်စိတ်ထိခိုက်စရာမြင်ကွင်းတွေကိုမကြာခဏတွေ့မြင်ရနိုင်တဲ့အတွက်ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့တတ်နိုင်သမျှစိတ်ကိုအနားပေးပါအချင်းချင်းဖေးမှာပါအများပြည်သူတွေလိုက်နာစရာချက်တွေလည်းရှိနေပါသေးတယ် တိတ်ဆုံးခန္ဓာကိုယ်တွေကိုတေချာထုတ်ပိုးထားပြီးအပူချိန်ရောတဲ့နေရာအရိပ်ရတဲ့နေရာတွေမှာထားပါတိတ်ဆုံးသူရဲ့မိသားစုဝင်တွေကို ရှာဖွေအသိပေးနိုင်ဖို့ဖြစ်နိုင်ရင်တိတ်ဆုံးသူကိုတွေ့ရှိတဲ့နေရာကိုမှတ်တမ်းတင်ပြီးမျက်နာ ထင်ရှားတဲ့အမာရွတ်အမှတ်အသားဒါမှမဟုတ်လက်ဝတ်လက်စားတွေကိုဓာတ်ပုံရိုက်ယူထားပါ တောက်ရီတုံးရီပေါ်အကျိုးတက်ရောက်မှုနဲ့ရေတန့်ကာကွယ်နည်းအစဉ်အဆက်ကိုလည်းဆက်လက်ပြောပြပေးကြပါမယ်။တေဆုံးခန္ဓာကိုယ်တွေကနေတောက်ရီတုံးရီပေါ်ဓာတ်ရိုက်အကျိုးတက်ရောက်မှုနည်းတယ်ဆိုပေမဲ့အခုလိုတဘာဝဘေးအန္တရာယ်ဖြစ်ပွားထားတဲ့ကာလတွေမှာမိလာနဲ့ရေစိုးနှုတ်ဆနစ်တွေ ပြက်စီးတာတောက်တုံးရီအတွက်ရေတန့်စင်ဖို့အခက်ခဲရှိတာတောက်တုံးရီထဲဖို့တန့်ရှင်းတဲ့ပုံတွေမလုံလောက်တာကြောင့်တန့်ရှင်းတဲ့တောက်ရီတုံးရီရရှိနိုင်ဖို့ခက်ခဲပါတယ်။ တန်ရှင်းတဲ့တောက်သုံးရည်ရရှိနိုင်ဖို့အတွက်တိတ်ဆုံးခန္ဓာကိုယ်တွေကိုမြုပ်နှံတဲ့နေရာတွေနဲ့အနည်းဆုံးမီတာ30အကွာကရေကိုပဲအသုံးပြုပါရေရရှိနိုင်တဲ့ရေတွင်းတွေကိုသေချာဖုံးအုပ်ထားပါလက်တလုံးမှာရေတွေဟာအနံ့ဆိုးတွေရှိနိုင်တဲ့အပြင်မမြင်ရတဲ့ယောဂါပိုးတွေပါပါလာနိုင်တာမို့ဝမ်ယောဂါ၊ဥယောင်ငန်းပြားနဲ့အသေးအောင်တဝါတို့လိုမျိုးကူးဆက်ယောဂါတွေဖြစ်ပွားနိုင်တာကြောင့် ရေကိုတက်နိုင်သလောက်တန့်စင်ပြီးမှအသုံးပြုပါရေကိုတန့်စင်ရမှာပထမဆုံးအနေနဲ့ရေမှာပါလာတဲ့အမိုက်ဒရိုက်နဲ့အမှုန်ဟွားတွေကိုရေစင်းနေဖြစ်စေအဝတ်တန်တန်နေဖြစ်စေစစ်ထုတ်ပါစစ်ထုတ်ပြီးရင်မြင်နိုင်တဲ့အမိုက်တွေမရှိတော့ဘူးဆိုပေမဲ့မမြင်ရတဲ့ရောဂါပိုးတွေရှိနေနိုင်တာမို့တန့်ရှင်းတဲ့ပိုးနဲ့ရေကိုစူအောင်ကြိုချက်ပြီးမှအေးအေးခံအသုံးပြုတင်ပါတယ် ဒီအချက်လက်တွေကလည်းတစ်ဆင့်ပြည်သူတွေအနေနဲ့တဘာဝဘေးအန္တရာယ်အကြောင်းဖြစ်ပွားတဲ့နောက်ဆက်တွဲယောဂါဖြစ်ပွားမှုတွေကိုကာကွယ်နိုင်ကြဖို့စုမုံကောင်တောင်းလိုက်ရပါတယ်။ဒီအချက်လက်တွေကိုတော့အခမဲ့ပြည်သူစေကန် FOC Teleclinic ကနေကိုးကားဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။ ကျမတို့မင်းသမားရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်ပါတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတော်တရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မင်းသမားရေဒီယိုဆောင်းမရှင်ဆွဲ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်တော်တရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရရှင်မင်းသမားရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါချမ်းသာကြပါစေလို့မစ္စမရေဒီယိုဖွဲ့သားတွေကဆူတောင်းမြတ်တာပို့သားလိုက်ပါတယ် မြန်မာပြည်သူတွေနဲ့တူရက်တင်နေမဲ့မေဇမရေဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေရှင်။